ဲ့ရေတလောက်ဆိုနေရတော့မှဘလို့ touch ကတော်တော်ကြီးမိညာတယ်မသိဘူး alright ရေခဲစိတ်နိုင်ရဲ့ဖုန်းတလုံးကခွာလိုက်တဲ့အချိန်မှာအလလုတည်တယ်ဆိုတာကျွန်တော်တို့ experience အရာတော်တော်ကြီးကိုရှားတာပေါ့နော် ခဲလို့ခဲလို့ကျွန်တော်လုတ်လို့လားမလုတ်လားကြော်ရီတစ်ချက်စမ်းကြည့်မယ်ပေါ့နော်ဟွန်းဟွန်းဟွန်းအဲ့ရည်တလောက်စုံနေရအောင်မဘလို့ touch ကတော်တော်ကြီးမိညာလည်းမသိတေချာတာတော့ blue collar တွေ out of worker အနေနဲ့ကတော့ဒါမျိုးဖုန်းနဲ့အန်ကြိုက်ပဲဗျာတိလာရှိတာလုံးဝမမာဘူးဒါမျိုးရေခဲတွေရေတွေမှာပါ pass ဖြစ်တာဆိုတော့ပုံမှန်အကျန်းခံတာလောက်ကတော့ sorry ပဲပေါ့နော်ဆိုတော့နောက်တစ်လုံးညံသေးရယ်နောက်တစ်လုံးဘာသာဆိုင်ပါ Narratives ကတော့ Jory Hopper ဝယ်ထည့်ပြဖို့ဆုံးဖြတ်လိုက်တယ်အဓိကတော့ဒီဖုန်းမှာ IP69 လည်းပဲ Dyson Water Resistant ပါလာတယ် Military Grade Testing တွေကို pass ဖြစ်ထားတယ်ဆိုတော့ရေဘူးဖြစ်ဖြစ်ရေအေးဖြစ်ဖြစ်ရွှမ်းပွက်တယ်ပဲကြာကြာ AC ပဲဆိုတော့ကျွန်တော်ရဲ့ Cooking Show အစီအစဉ်လေးမှာပေါ့နော်ဒီဖုန်းလေးကိုထည့်ပြီးတော့ပြုတ်မယ်ဒီလိုမျိုး ချက်ချင်းထုတ်တဲ့ချက်ချင်းထည့်တဲ့ဖြစ်မှာဆိုတော့အဲ့ဒီ time gap အတွင်းမှာလည်းဒီဖုန်းကြောင်းလေးကျွန်တော်နည်းနည်းလေးတစ်ချက်ရှင်းပြမယ်ပေါ့နော်လောလောဆယ်အဓိကတော့သူ့ဒီဖုန်းမျက်နှာပြင်မှာက Corning Gorilla Glass 7i ကို double tempering glass သုံးထားတာပေါ့နော်ကျော်ဘလောက်ဒီခံနဲ့ဘာညာနဲ့ကျွန်တော်ဆက်ပြီးတော့ကြည့်ရမယ်ပြုတ်ကြတဲ့တန်ဘာညာခံနိုင်အောင်လို့လဲ sponge bionic cushion design ဆိုတာပါလာမယ်တော်ရုံဖိမိတာဘာညာအတွက်ကိုကိုးမှာဆိုးလို့ aluminum အလွိုင်းလဲပါမယ် ပြည်သူ့ရဲ့ cover မှာကအစ airbag လေးတွေ၄ခုလုံးပါမှာပေါ့နော်ဆိုတော့တော်တော်ကြီးကိုမိုက်တယ်ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက် yeah ဆက်လုပ်ကြည့်မယ်ဖုန်းကတော့လုံးဝကင်လို့မရတဲ့အခြေအနေတစ်ခုမှာပဲ app လေးတွေကအကုန်လုံးတုံးလို့ရအောင်မှာတော့မဟုတ်ဘူးပေါ့နော်ဆိုတော့လက်ကတော့တော်တော်လေးပူလို့ကျွန်တော်တို့ဒီနားလေးမှာပဲတစ်ချက်ပြန်ချတာပါမယ်တေချာတော့ဒီဖုန်းကလည်းလုံးဝ survive ဖြစ်တယ်လုံးဝကျွန်တော် impress ဖြစ်တာတော့ဒါမျိုး CD ပေးတယ်ရေးတယ်ပေးတယ်ဆိုတော့မှဖုန်းကကောင်းကောင်းကြီး touch ကိုဆွဲလို့ရနေရဗျာဒီလားတော်တော်မိုက်တယ် Brandonis ကလည်းကျွန်တော်အခု indoor မှာကြည့်ရတာတော်တော် okay တယ် throw specs ရတထောင်ဆိုတာက outdoor မှာပါကြည့်လို့ရတဲ့အခြေအနေမျိုးပေါ့နော်နောက်ထပ် glove move ဆိုတာပါလာသေးတယ်အဲ့ကောင်လေးကကျတော့ leg ဝတ်ထားတဲ့အခြေအနေမျိုးမှာဖြစ်ဖြစ်ယေဆုခံအိပါညာထည့်တာဖြစ်ဖြစ်အဆင်ပြေတယ်ဆိုတော့ maybe သူတို့ရည်ွယ်ထားတာကလက်ညက်ပတ်လဲကင်လို့ရမယ်တခုအတားစီးဖြစ်လဲဒီ touch ကိုရွှေ့လို့ရနိုင်မယ်အဲ့လိုရွှေ့လို့ရမဖုန်းအသုံးပြုမှအလုပ်လုပ်လို့ရမယ့်လူရန်းစားတစ်ယောက်တည်းဒါကတော်တော်ကြီးကိုအဆင်ပြေတဲ့ device ဆိုပြောလို့ရတယ်ဆိုတော့ဒီလောက်ပူနေတဲ့ OE ထဲမှာဒီကောင်အခုဆိုရင် app တွေအားလုံးလည်းပြန်ပြီးတော့တုံးလို့ရသွားပြီအဲလုံးဝလက်ဖြားခါဖို့ကောင်းတာဗျာကျွန်တော်ကြောက်တာအဲ့လိုလေ battery ပါညာထိပြီးတော့ပေါက်မှာပဲညမခုအဲ့လိုမဖြစ်ဘူးပေါ့နော် battery ဆိုရင်လည်းတခြား brand တွေ model တွေအကုန်လုံးက capacity အပြိုင်တိုးလာကြပြီဒီကောင်ကလည်း9800 mAh ပါလာတယ်တော်တော်ကြီးများတယ်ဗျာပြီးတော့45 watt super boost fast charge လည်းပါအောင်ပါ battery cycle ကောင်1600မှာ80%အထက် capacity ကျန်အောင်မယ်ဆိုတော့ကျွန်တော်၄နှစ်လောက်ကတော့ battery ပိုင်းစိတ်ပူစရာမလိုဘူးနောက်ချက်အားရတာကဒါက durability အသားပြေဖုန်းလို့ကျော်ရီအကုန်လုံးရေပွက်နေနဲ့တတ်မှတ်လို့ရပြီဒါပေမဲ့ software ကလည်းနောက်ကျမကြံခဲ့ဘူးသူတို့အခေါ်ပေါ် AI ပါညာအကုန်လုံးပါမယ် ColorOS 15နဲ့လာမယ် AI Editor Tools တွေ AI Studio တွေကျွန်တော်တို့ Oppo user တွေအသုံးများတဲ့ဟာတွေအကုန်လုံးပြတ်ပါမယ် ခွက်ခွင်းစက်ဖုန်ကို CS Gen 1အဲ့ဒါမှ 4G အဲ့ဒါအောင်မှာ VC cooling system ပတ်လာမယ်။ Fortey Max fluency test ကိုလည်း pass ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့၄နှစ်လောက်ထိစိတ်ချလို့ရတဲ့ဖုန်းပဲ။ Charge space ကြီးတဲ့မှာကျွန်တော်ထူးထူးရှားရှားသဘောကျတာဆိုရင်300%လောက်ထိကျယ်လို့ရတဲ့သူ့ရဲ့ speaker ပေါ့နော်။ကျွန်တော် auto mode ပိုင်းညာ on ထားမယ်ဆိုရင်လည်းဖုန်းပြောတဲ့ခါမှာတခါတည်း auto speaker mode ကိုတန်ပြီးတော့ပြောင်းလာ။အဲ့ဒါပဲမဟုတ်ဘူး notification sound တွေ brightness တွေအကုန်လုံးကို top notch အမြင့်ဆုံးကိုတင်ထားပေးမှာ။ camera ကအနောက်ဘက်က50 megapixel ပါမယ်။အရှိက8 megapixel selfie cam ပါမှာပေါ့နော်။ သူ့ထက်ပို့ပြီးတော့မြင့်တဲ့ line up ကကောင်းတယ်လို့ပဲ live photo ရေးလို့ရမယ်ဒီက underwater photography ရေးလို့ရတာအဲ့ဒါတော်တော်ကိုသဘောကျဖို့ကောင်းတယ် RAM က8 GB ပါလာမယ် internal storage 256 lossless ဈေးနှုန်းက7900 900နဲ့မှ900ဆိုတော့ဒီဖုန်းကဘယ်လိုမျိုးလူတွေအတွက်လဲပေါ့နော်အဲ့နောက်တစ်ယောက်တော့ကြံသေးရဲ့ short နှစ်ကောင်စလုံးပေါ့နော်တစ်ခုကရေခဲစိန်ထားတယ်တစ်ခုကရေနွေးဟော့ပေါ်အသက်ကုန်စိန်ထားတယ်ဖုန်းတစ်လုံးကတော့ကျွန်တော်အမြင်ရနှူးရပြီး လုံးဝမနေရမှာတဆရင်တော့ခက်ချက်ချင်းလေးသုံးတာကပို့ပြီးတော့အဆင်ပြေတာမျိုးပေါ့နော်ကျွန်တော် user base ထဲမှာလည်းလုံးဝကျန်းတာမှာအဆင်ပြေမဲ့လူတစုရှိတယ်တစုမကပါဘူးကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့တော်တော်လေးကိုများတယ် A5 Pro က အဲ့လိုမျိုးလူတွေအတွက်ကိုလုံးဝတီးတန့်ကြီးတွားထားတဲ့ပုံစံမျိုးကျွန်တော်တို့ဆိုလည်း secondary phone နေနဲ့ကြိုင်မယ်ဆိုတော့ကြိုင်လို့ရတယ်အကျန်းခံတယ်ဗျာရေးဆိုလည်းခံတယ် line switcher တွေ disk space တွေ speaker တွေ AI ပါတာရောကျွန်တော်တို့ဘယ်ဘက်ကဆန်းဆန်းလုံးဝကွက်တီကြီးတွားပြီးတော့မိနေတဲ့ဖုန်းပေါ့နော်သူတို့အခေါ်ရပြောမယ်ဆိုရင်ခက်ချင်းချင်းသုံးရေးဆိုခံ AI phone okay A5 Pro ကိုကျွန်တော် Technet ရဲ့ viewers day fans နေနဲ့ဘယ်လိုမြင်လဲအောက်က comment လေးမှာတစ်ချက်လောက်မှန်းခဲ့ပြပါကျွန်တော်ကတော့ join ဖြစ်ပါတယ်အားလုံး host ပါ